ယေရမိအနာဂတိကျမ်းအခန်းကြီး29အငယ်1မှ32 ရှင်ဘရင်ရေခေါနှစ်နှစ်တကွာ မိဖုရားအစရှိသောမိမဆိုးများယုဒပြည်ယေရုရှလင်မြို့မူးတော်မတ်တော်များလက်သမားတပည့်သမားများတို့သည်ယေရုရှလင်မြို့မှသွားသောနောက်ယုဒရှင်ဘရင်ဇီတကိတီဘာဘူးလုံရှင်ဘရင် နေဘုတ်ကနေဇာထံဘာဘူးလုံမြို့သို့ဆေလွတ်သောရှာဖန်တာအီလတာနှင့်ဟီလခိတာဂေမရီတွင် ပရောဖက်ယေရမိသည်စာရေး၍ယေရုရှလင်မြို့မှဘာဗုလုန်မြို့သို့နေပုခ္ခနေစာတိမ့်သွာခြင်းကို ခံရသောအသက်ကြီးသူယစ်ပရောဟိတ်ပရောဖက်စင်းရဲသာကြံ့ကျွင်းသမျှတို့နေရာသို့ယေရုရှလင်မြို့မှ ပေးလိုက်သောစာ ဖူမူကဣတရေလအမျိုး၏ဘုရားသခင်ကောင်းကင်ဘုရားအရှင်ထာဝရဘုရားသည်ယေရုရှလင်မြို့မှဘာဗုလုန်မြို့သို့တင်သွားစေတော်မူသောသူအပေါင်းတို့အားမိန့်တော်မူသည်ကအိမ်တို့ကိုဆောက်၍နေရာချကြလောဥယျင်တို့ကိုစိုက်ပျိုး၍အသီးကိုစားကြလောသင်တို့သည်ထိုပြည်၌ ခေါင်းပါခြင်းမရှိတိုးပွားများပြားမီအကြောင်းမယားနှင့်နေ၍တာသမီကိုဖွားမြင်ကြလော့တာသမီတို့ကိုလည်းအချင်းချင်းတယောက်ကိုတယောက် ပေးစား၍တဖန်သားသမီးကိုဖွားမြင်စေကြလော့ငါသည်တင်တို့ကိုတင်းသွားစေသောမြို့သည်လည်းငြိမ်သက်ခြင်းရှိမည်အကြောင်းကို ပြုစု၍ထိုမြို့အဖို့အလိုငါထာဝရဘုရားအားမေတ္တာပို့ကြလော့ထိုမြို့ဤငြိမ်သက်ခြင်းအပြင်တင်တို့သည်လည်းငြိမ်သက်ခြင်းရှိကြလိမ့်မည် ဣသရေလအမျိုး၏ဘုရားသခင်ကောင်းကင်ဘုရားအရှင်သာဝရဘုရားမိန့်တော်မူသည်ကသင်တို့တွင်ရှိသောပရောဖက်ဆရာအနာဂတ်ဆရာတို့သည်သင်တို့ကိုမလှဲ့စားကြစေနှင့်သင်တို့မြင်စေသော အိမ်မက်တို့ကိုလည်းမယုံမမှတ်ကြနှင့်တပံမိန့်တော်မူသည်ကထိုဆရာတို့သည်ငါစေလွတ်တော်သူမဟုတ်ပေ ငါနာမကိုအမိပြု၍မုသာစကားကို ဟောပြောတတ်ကြ၏တဖန်မိန်တော်မူသည်ကဘာဘူးလုံမျိုး၌အနှစ်80ဆေသောအခါသင်တို့ကိုငါအကြည့်အရှုကြလာမည်ငါထားသောဂတိကောင်းကိုတည်စေ၍သင်တို့ကိုဤပြည်သို့ငါပို့ဆောင်အောင်မည်တဖန်မိန်တော်မူသည်ကငါသည် သင်တို့ကိုအကျိုးနှဲစေခြင်းငှာကြံစီသော အကြံမဟုတ်ပဲသင်တို့သည်မျှော်လင့်သောအကျိုးကိုရမည်အကြောင်းငြိမ်ဝှက်စေခြင်းငှာသာသင်တို့အဖို့ကြံစီသောအကြံတို့ကိုငါတည်၏တပံမိန်တော်မူသည်ကသင်တို့သည်ငါကိုခေါ်၍တွာလာကြလိမ့်မည်ဆုတောင်းသောအခါသင်တို့စကားကိုငါနားထောင်မည်ငါကိုရှာသောအခါစိတ်နှလုံးအကျွမ်းမဲ့နှင့်ရှာလျင် တွေ့ကြလိမ့်မည် ငါသည်လည်းတင်တို့အတွေ့ကိုခံပြီးအထက်ကငါနှင်ထုတ်၍တင်တို့ခံရသောတင်းသွားခြင်းအမှုကိုငါသည်ဖြည့်ရှင်းခြင်းကတိုင်းနိုင်ငံအရရတို့မှတင်တို့ကိုငါဆုသိမ့်ပြီးလျှင် အထက်ကငါနှင်ထုတ်၍တင်တို့ရှုံးသောပြည်တို့တဖန်ငါဆောင်ခဲ့အုံးမီဟုထာဝရဘုရားမိန့်တော်မူ၏ ဒါဝိဒ်ဤယာဇပလင်ပေါ်မှာထိုင်သောရှင်ဘုရင်မှဆ၍ဤမြို့၌နေသောသူအပေါင်းဒီဟုသောသင်တို့နှင့်အတူသိမ့်သွားခြင်းကို မခံရသော သင်တို့ညီအကိုများကိုရီမှတ်၍ကောင်းငင်ပူချေအရှင်သာရဗျာမိန့်တော်မူသီကာ သူတို့အပေါ်မှာဒါဘီမွတ်သိချင်းဘီကာလနာဘီတို့ကိုငါစီလွတ်မီမစားနိုင်အောင် အလွန်ညံ့သောတိမောတဖန်းတိကဲ့သို့ငါဖြစ်စီမီ သူတို့ကိုဒါဘီမွတ်သိချင်းဘီကာလနာဘီဖြင့်ငါညှင်းဆဲမီငါနှင်းရအရရတို့၌လူအမျိုးမျိုးတို့တွင် သူတို့သည် ချိန်ဆရာအံ့ဩဖွယ်ရာ ကဲ့ရဲ့တန်ကိုကြားရအတရီရှုံချရာဖြစ်မိအကြောင်းမြေပေါ်မှာတိုင်းနိုင်ငံ ရှိသမျှတို့ဤနှောက်ရက်ခြင်းတို့သူတို့ကိုငါအပ်မိဟုသာရဗျာမိန့်တော်မူ၏ အကြောင်းမူကားငါသည်စောစောထ၍အထက်ထက်မှားထားစေလွတ်သောငါဤကျွန်ပရောဖက်တို့ဤစကားကို သူတို့သည် နားမထောင်ကြဟုထာဝရဘုရားမိန့်တော်မူ၏ထို့ကြောင့်တင်းသွာချင်းကိုခံရ၍ယေရုရှလင်မြို့မှဘာဗုလုန်မြို့သို့ငါစေလွတ်သောသူအပေါင်းတို့ထာဝရဘုရား၏စကားကိုနားထောင်ကြလောဟု မိန့်တော်မူ၏ ထာဝရဘုရားသည်ငါတို့အဖို့ပရောဖက်များကိုဗာဗုလုန်မြို့၌ပေါ်ထွန်းစေတော်မူပြီဟုသင်တို့ဆိုကြသည် ဖြစ်၍ဣတရီလအမျိုးဤဘုရားသခင်ကောင်းကင်ဘူးကြီးအရှင်ထာဝရဘုရားမိန့်တော်မူသည်ကငါဤနာမကို အမည်ပြု၍သင်တို့အားမူတာစကားကို ဟောပြောတော့ ကောလာယတာအာဟတ်နှင့်မာတေယတာဇေတကိတို့ကိုဘာဘူးလုံရှင်ဘရင်နေဘုခနေစာလက်တို့ငါအပ်၍ထိုမင်းသည် သူတို့ကိုတင်တို့မျက်မှောက်၌တက်လိမ့်မည်။ဘာဘူးလုံမျိုးတို့တင်းသွာခြင်းကို ခံရသောယူကြအမျိုးသားအပေါင်းတို့ကဘာဘူးလုံရှင်ဘရင်သည်မိရှုသောဇေတကိနှင့် အာဟက်ကဲ့သို့သာရဖျားသည်တင့်ကိုဖြစ်စေတော်မူပါစေဟု ထိုသူတို့ကို ပုံဆောင်၍ကျင့်စေကြလိမ့်မည် အကြောင်းမူကားသူတို့သည်ဣတရီလအမျိုး၌အတ္တမအမှုကိုပြုကြပြီးသူမယားတို့ကိုပြစ်မှားကြပြီးငါမမာထားဘဲငါဤနာမကို အမိပြု၍မုသာစကားကို ဟောပြောကြပြီးငါတိတိအတိုင်းတည့်တည်ဖြစ်သည်ဟုသာရဖျားမိန့်တော်မူ၏ နဟေလံရွာသာရှေမာယကိုလည်းပြောရမည်မှာဣတရီလအမျိုးဤဘုရားသခင်ကောင်းကင်ဘူးကြီးအရှင်သာဝရဘုရားမိန့်တော်မူ တိကတင်သည်ငါဤနာမကိုအမိပြု၍ရစ်ပရောဟိတ်မာတိယတာဇေဖနိအဆရှိသောရစ်ပရောဟိတ်များတို့နှင့်ယေရုရှလင်မြို့သားအဆရှိသမျှတို့ကိုစာပေးလိုက်၍တင်သည်ဗိမာန်တော်၌လူဆောင်ကိုခန့်ထားသဖြင့်ပရောဖက်လုပ်သောအယူရှိသမျှကိုထောင်ထဲမှလှောင်၍ထိတ်ခတ်စေခြင်းငှာသာဝရဖျားသည်ရစ်ပရောဟိတ်ယောယဒဤကိုစား တင့်ကိုယစ်ပရောဟိတ်အရာ၌ခန့်ထားတော်မူ၏သူဖြစ်၍တင်တို့တွင်ပရောဖက်လုတ်သောအာနတုတ်ရွာသားယေရမိကိုအဘယ်ကြောင့်မဆုံးမသည်နီ သူကလည်းဤအမှုကြာလိမ့်မည်အိမ်တို့ကိုဆောက်၍နေရာချကြလောဥယင်တို့ကိုစိုက်ပျိုးလျက်အသီးကိုစားကြလောဟုဘာပုလုံမျိုး၌နေသောငါတို့ကိုမှားလိုက်ပါပြီတကားဟုရှေမာယပေးလိုက်သောစာကိုယစ်ပရောဟိတ်ဇေဖနိသည်ပရောဖက်ယေရမိရှေမာဖတ်လေ၏ထိုအခါနဟိလန်ရွာသားရှေမာယကိုရိမှတ်၍ထာဝရဘုရားမိန့်တော်မူ သည်ကငါမစေလွတ်ပဲရှိမာရသည်တင်တို့အားပရောဖက်ပြု၍မုဒာ၌ခိုလုံစီသောကြောင့်ထာဝရဘုရားမိန့်တော်မူသည်ကနဟေလန်ရွာသားရှိမာရနှင့်သူ၏အမျိုးကိုငါသည်တံပေးမိဤအမျိုးသားတို့တွင် သူ၏လူတယောက်မျှနေရသော အခွင့်မရှိရထာဝရဘုရားမိန့်တော်မူသည်ကသူသည်ထာဝရဘုရားကိုပုံကန့်စေခြင်းငှာတွင်တင်သောကြောင့် ငါဤလူမျိုး၌ငါပြုတ်လက်တန့်သောယေຊုကို သူသည်မမြင်ရဟုတိမ့်သွာခြင်းကိုခံရသောသူအပေါင်းတို့ကိုစာပေးလိုက်ရမည်အကြောင်းသာရပြား၏နှုတ်ကပတ်တော်သည်ယေရမိသို့ရောက်လာ၍မှားထားတော်မူ၏အာမင် God bless you